မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ၈ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့မဲချောင်းရှစ်မိုင်စခန်းကုန်းနဲ့စစ်စေးရဲဂိတ်တုံကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးထက်မနည်းသေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ2ရက်နေ့ညနေ2နာရီခန့်မှာဒဝယ်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့မဲချောင်းရှစ်မိုင်စခန်းကုန်းနဲ့စစ်စေးရိတ်ဂိတ်တို့ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာအပြန်အလှန်ပြစ်ခတ်မှုတနာရီကဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းအဖွဲ့များကစစ်စေးရိတ်ဂိတ်ကိုတင်းစီနိုင်ခဲ့ပြီး MAG ပေါက်၄ခုလက်ကင်ဖုန်း၅လုံးစကားပြောဆက်၃လုံးကြီ265တောင်းနဲ့အီကွတ်မန်ဒဇုံတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းရဲဘော်3ဦးနိုင်ငံတော်အတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒူရကစစ်ကြောင်းရဲ့ဦးဆောင်မှုနဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF Federal Duwonje Drone တပ်ဖွဲ့နဲ့ DEF PDF drone တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စီရင်များကိုအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စီရဲအထူးသတိပြုပြီးတော့တွာလာနေထိုင်ကြရန်တော်လိုင်းတပ်ဖွဲ့များကတိုက်တွန်းထားပြီးတော့တော်လိုင်းရင်းနဲ့စီရဲအချိန်မြင့်လာတာနဲ့အမျှပြည်သူဘက်အမှန်တရားဘက်ကိုရက်တီခြင်းနဲ့စစ်ကောင်စီဘက်ကစစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ွယ်ကိုခိုလုံပြီးတော့ အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြပါရင်အတိပေးလိုတယ်လို့ရေးပြူ People Defense Force YPPDF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ AR တိုင်းနဲ့ဂွားမြုံနယ်အဆက်မှာရှိတဲ့စစ်ကောင်းစီရဲ့ Beta စစ်စေးရဲ့ gate ကိုအရခတ်တက်တော် AA နဲ့ပူပေါင်းတက်များကတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AA နဲ့ပူပေါင်းတက်များဟာ Beta စစ်စေးရဲ့ gate ကိုပြီးခဲ့တဲ့ဇန်နဝါရီလ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးတော့ဇန်နဝါရီလ5ရက်နေ့မှာအပိသက်တိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းစစ်ရဲသတင်းရင်းမြစ်ထံကသိရှိရပါတယ်။ Beta ကိုရပါပြီ။ -10 အများရပင်ကိုရောက်နေပြီးအမတ344နားကစင်သေးရွာကလူတွေကိုအကုန်ရွှေ့ခိုင်းနေပြီးစစ်တပ်က ပါရာမော်တာအင်ဂျင်တက်လေထီးတွေကိုတုံးပြီးတော့လဲဘုံးတွေကိုကျဲနေပါတယ်ဗီတာကြရင်ရေနတာလည်းမကြတော့ဘူးလို့ AWDC ရိတ်သတင်းအရေးမြစ်ကပြောကြားထားပါတယ် ဗီဒါဂိတ်ကြသွားပါက ARD တိုင်းအင်္ဂဘူမှာရှိတဲ့အမြောက်တပ်အမတ344ကိုပါအေအေတံများရောက်လာမှကိုစစ်ကောင်စီကစိုးရိမ်နေပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကတော့မှအင်အားတွေကိုတိုးချဲ့နေကြောင်းတပ်သရေအင်းမြေထံကသိရှိရပါတယ်။ဂွမ်းမြို့တိုင်းတိုက်ပွဲမဆခင်ကတည်းကပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF အရခတ်တပ်တော် AA နဲ့ကျောင်းသားလက်ယုံတပ်တော် SCF တို့ဟာငတိုင်းကျောင်းကလမ်းကြောင်းမှာစစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းများကိုဖြတ်တောက်ထားရန်အတွက်ရိုးဘော်ကိုကြိုတင်ရောက်ရှိနေခြင်းဖြစ်ကအဲ့ဒီအဖွဲ့များက AOD တိုက်အတွင်းကိုဆင်းလာနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနမောင်မြို့နယ်မှာပြည်သူများကိုစစ်တပ်ကိုခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းတဲ့ ်ဂွေးချောင်းရွာအုပ်ချုပ်ရေးမှုဘုံဝင်းကိုပြက်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ9ရက်နေ့မှာနမ်မောင်မျိုးနယ်ဂွေးချောင်းရွာအုပ်ချုပ်ရေးမှုဘုံဝင်းကိုတော်လိုင်းတပ်ဖွဲ့များက၎င်းရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြက်ခတ်တိုက်ခတ်ရာနွားတင်းကုတ်ထဲကိုဝင်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပြက်ခတ်ရာ ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်တေဆုံးသွားတဲ့ဂွေးချောင်းရွာအုပ်ချုပ်ရေးမှုဘုံဝင်းကိုနမ်မောင်တော်လိုင်းတပ်ပေါင်းစုကအချိန်ချင်းတရိပ်ပေးထားတော်လေဂယုမဆိုင်ပဲနဲ့မထီမဲ့အမြင်ပြစ်လို့ချင်းပြည်သူများကိုစစ်တပ်ခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းခြင်းများကိုလှုပ်ဆောင် ေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။ဘိုးဝင်းကအိမ်ဆောက်ရွာမှာနေတာသူ့ရဲ့နေအိမ်ကိုဝင်ပြီးပြစ်တဲ့အချိန်မှာ နွားတင်းကုတ်ထဲကိုအတင်းထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်တာနောက်စီကိုကြီးစားမှန်ပြီးတော့နေရာမာတွေမဲ့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ကျွန်တော်တို့နမ်းမောက်တော်လိုင်းရေးတပ်ပေါင်းစုကအချင်းချင်းသတိပေးထားတာကိုဂယုမဆတ်မထီမဲမြင်ပြုတ်လုံနေတဲ့အတွက်ပြစ်ခတ်တိုက်ခတ်ခဲ့တာပါလို့နမ်းမောက်ပြည်သူ့ကာကွယ်တပ်ပေါင်းစုကတော်ဝင်ရှိသူတဦးကပြောဆိုထားပါတယ်ဒါအပြင်ဘိုးဝင်းလိုမျိုးပြည်သူများကိုပေါ်တာဆွဲပြီးစစ်မှုထမ်းဆင့်ခေါ်ပြီးဒုက္ခပေးနေတဲ့ပြူစောထီးနဲ့အုပ်ချုပ်ရေးမှုများကိုလည်းနံပါတ်စင်အတိုင်းအလဲကျတိုက်ခိုက်သွားမယ်လို့နမ်းမောက်ပြည်သူ့ကာကွယ်တပ်ပေါင်းစုကကြွေးကြော်ထားကြောင်းတရင်ရရှိပါတယ် ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်မင်းနေကုန်းရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတိတ်ဆုံးပြီးတော့စခန်းတစ်ခုလုံးကိုတိမ့်ပတ်ရရှိခါနီးကြမှာလေရင်ပစ်ကူတွေရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ၂ရက်နေ့မနက်၆နာရီကမှာ ငန်းစုံမြို့နယ်မင်းနေကုန်းကျေးရွာမှာရှိတဲ့အင်အား40ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနိုင်ငံီပြောက်ကြားတပ်ဖွဲ့ကဥဆောင်ပြီးတော့မဟာမိတ်တပ်ပေါင်းစုများနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမနက်09:15မိနစ်အထိကိုဖြစ်ပွားခဲ့ပြီးတော့နိုင်ငံီပြောက်ကြားတပ်ဖွဲ့ကရဲဘော်များကစစ်တပ်စခန်းတစ်ခုလုံးကိုဝင်ရောက်ပြီးတော့တိမ့်ပိုက်ချင်းမှာ စစ်ကောင်စီဘက်ကလေရင်ပြက်ကူများရရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က10ဦးထက်မနည်းတိတ်ဆုံးပြီးတော့တိုက်ပွဲအတွင်းမှာတိတ်ဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေစီကလက်နက်များကိုတိမ်းစီရန်စခန်းတစ်ခုလုံးကိုဝင်းရောက်စီးနင်းနေတဲ့အချိန်မှာလေရင်ပြက်ကူတွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်လက်နက်များကိုတိမ်းစီနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ကျွန်တော်တို့ကတိုက်ပွဲအတွင်းမှာစစ်ခွေးတွေရဲ့ဘန်ဂါတွေကိုတောင်ဖြိုပြီးသွားပြီး အထဲကိုဝင်ပြီးတော့စခန်းတစ်ခုလုံးကိုတိမ့်မဲ့အလုံးမှာလေးရင်နေရောက်လာတာနဲ့ပြန်ပြီးတော့ဆုတ်ခဲ့ရတာမဟာမိတ်အဖွဲ့ဘောင်းဆောင်ကဝင်တိုက်တာစစ်ခွေးစခန်းတစ်ခုလုံးလဲဆုတ်ပြတ်တက်နေပြီတိုက်ပွဲပြီးတာနဲ့စစ်ခွေးတွေကစခန်းကိုအင်အားထပ်ပြီးတော့လာဖြည့်ထားတယ်စခန်းမှာအခုလက်ရှိတော့စစ်ခွေးနည်းနည်းတော့ပဲကြံခဲ့တယ်ကျွန်တော်တို့ဘက်ကကျင်းအားလဲနေသွားတာပါပါတယ် အဲ့ဒါကြောင့်ကြောက်ကြောက်ဝင်မလို့နိုင်ခဲ့တာကျင်အားသာများမယ်ဆိုရင်စခန်းတစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့ပြီပေါ့ပြည်သူတွေအနေနဲ့လဲစစ်ခွေးတွေနဲ့အနီးကပ်သွာလာခြင်းမျိုးကိုရှောင်ဖို့နဲ့နောက်ပြီးတော့ည9နာရီနောက်ပိုင်းမှာအပြင်ထွက်သွာလာခြင်းမျိုးမပြုတ်လောက်ကြရင်သတိပေးချင်ပါတယ်လို့နိုင်ငံီပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူတို့ကသတိပေးထားပါတယ်အလားတူပဲဒီသမားလာ31ရက်နေ့ကလည်းနထိုးကြီးမျိုးနဲ့ဝက်လူးရွာအရှိတ်တမိုင်ကန်အကွာမှာအင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနိုင်ငံီပြောက်ကြားတပ်ဖွဲ့နဲ့မဟာမိတ်တပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့ပြီးစစ်သားအလောင်းများနဲ့ကြန့်ရှိနေတဲ့လက်နက်ခဲယံပစ္စည်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်၊ကွားမြို့နယ်၊အေရဝတီတိုင်းမကြီးစင်ဒေသဘက်ကိုလက်နက်များနဲ့စစ်ကူအင်အားများပေးပို့ရန်အာဏာသိမ်းစစ်ကောင်စီဟာပဋိပယ်ရန်ကုန်ပြေးဆွဲနေတဲ့ကုန်ကားကြီးတွေကိုတရက်မှာအနည်းဆုံး၄စီးနှုတ်နဲ့ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုန်ကားလုပ်ငန်းရှင်များကစစ်ကောင်စီကတောင်းယူတဲ့ကားများကိုထုတ်မပေးတဲ့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရန်ကုန်ကိုတွားရောက်မဲ့ပဋိပယ်ကကုန်ကားကြီးတွေကိုစစ်ကောင်စီကထွက်ခွာခွင့်တွေကိုပိတ်ပင်ထားခဲ့တယ်လို့သိရပါတယ်။ပဋိပယ်ဒေသခံသတင်းရင်းမြစ်တအူးက ီးခဲ့တဲ့3ရက်လောက်ကစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဟာကုံကားသမားတွေအားလုံးကိုခေါ်ယူပြီးတော့တတိပေးပါတယ်တရက်မှာကုံကားအနည်းဆုံး၄စီးပေးရမယ်၊ကွားနဲ့မကြီးစင်ဘက်ကိုစစ်သားတွေကိုတင်ပြီးတော့ပို့ပေးရမယ်အကယ်၍မပူပေးရင်မင်းတို့လုပ်နေတဲ့အလုပ်တွေကိုလုပ်ခွင့်မပေးဘဲပိတ်ထားမယ်လို့ချင်းချောက်ပြီးတော့ပြောပါတယ်။ကုံကားပိုင်ရှင်တွေကလည်းလုပ်ငန်းတွေပိတ်မှာစိုးလို့စစ်ကောင်စီတောင်းတဲ့အတိုင်းလုပ်ပေးနေရတယ်လို့ပြောဆိုထားပါတယ်။ စစ်ကောင်စီတပ်သားအယောက်90ခန့်ကိုတင်ဆောင်ပြီးတော့မကြီးစင်ဘက်ကိုပို့ဆောင်ပေးခဲ့ရတယ်လို့ဇန်နဝါရီလ6ရက်နေ့ကပသိမ်မြို့ကိုပြန်ရောက်လာတဲ့ဒုတအုပ်ကအခုလိုပဲပြောပြခဲ့ပါတယ်။ကုံကားတွေကအလဲကျစစ်ကောင်စီပို့ခိုင်းတဲ့နေရာတွေကိုပို့ပေးနေရပါတယ်။ကျွန်တော်မနေ့ကမကြီးစင်ဘက်ကိုပို့ပေးရပါတယ်။စစ်သားအယောက်90လောက်ပါပါတယ်။လက်နက်တွေရိတ်ခါတွေအစုံပေါ့ဗျာ။လိုက်မပို့ခြင်းမိမဲ့လဲကုံကားပိုင်ရှင်ကခိုင်းတော့လဲလိုက်ပို့ပေးရတာပေါ့။ကျွန်တော်မှလည်းမိသားစုစားဝတ်နေရေးကရှိသေးတော့လေ။ ကောင်းကောင်းမွန်မွန်တော့အင်ကိုပြန်ရောက်လာပါတယ်ဒါပေမဲ့စစ်ဖြစ်နေတဲ့နေရာကိုသွားရတော့အရန်ကိုကြောက်တာပေါ့ဗျာလို့ပြောဆိုထားပါတယ်အာနာသိန်းစစ်ကောင်စီဟာကုံကားများကိုအ ਨੇ စုံ16ပေနဲ့အထက်ရှိတဲ့ကုံကားများကိုသာအဓိကခေါ်ယူပြီးတော့ အခုလဆယ်ရက်နေမှာငတိုင်းချောင်းဘက်ကနေဂွားမြုပ်ကိုတွားရောက်မယ်ကုံကားအ ਨੇ ဆုံး၄စီးနဲ့ပြင်ဆင်ထားတယ်လို့သတင်းရင်းမြစ်များကပြောပါရယ်ကုံကားမောင်းတဲ့သူတွေနဲ့ကုံကားပိုင်ရှင်များဟာလုပ်ငန်းများပိတ်သိမ်းခံရမှာကိုစိုးရိမ်နေတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များခိုင်းစေတဲ့အတိုင်းပေါ်တာဆွဲခံနေရတယ်လို့သိရပါရယ်ရခိုင်ပြည်နယ်အတွင်းက18မြို့နယ်ထဲမှာစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်ကလွဲပြီးတော့ကျန်တဲ့မြို့နယ်များကိုအရခတ်တပ်တော် AA ကသိမ်းပိုက်ထားကမြို့နယ်များမှာလည်း AA တပ်ဖွဲ့ဝင်အများပြားနေရာချထားပေးတယ်လို့သိရပါရယ်စစ်ကောင်စီဘက်ကသိမ်းပိုက်ခံထားရတဲ့မြို့နယ် ယ်များပြန်လည်ရရှိရေးအတွက်ကုန်းလန်းရေလန်းနဲ့လေချောင်းများကနေတဆင့်လက်နက်ခဲယမ်းများနဲ့လူဝင်အားတွေကိုအများပြားနဲ့ပို့ဆောင်နေတယ်လို့စစ်ရေးသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပို့ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်ထီဆောင်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီက drone နဲ့ဘုံကျဲတိုက်ခတ်ရာနေအိမ်နှလုံးမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့မနက်9:00နာရီကစီဆိုင်မြို့နယ်လွယ်ထိုက်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကထီဆောင်ကျေးရွာကို drone နဲ့ဘုံသီးနှလုံးနှစ်ကြိမ်ကျဲချတိုက်ခတ်ရာပြည်သူပိုင်းနေအိမ်နှလုံးမီးလောင်ပျက်ကျခဲ့ရတယ်လို့သိရပါဗျ။ ၎င်းမီးလောင်မှုကို PNLA တပ်ဖွဲ့ဝင်များကစွန့်စွန့်ဆားဆားနဲ့တွားရောက်ပြီးတော့မီးငြိမ်းတက်ခဲ့ရတယ်လို့သိရပါဗျ။လွယ်ထွက်ကြေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်က drone နဲ့လာပြီးတော့ထီဆောင်ကြေးရွာကိုဘုံလာကျဲတာသူတို့ကနေတိုင်းလိုလို drone တွေနဲ့ဘုံကျဲတော့ရွာသူရွာသားတွေလည်းရွာထဲမှာမနေရဲကြတော့ဘူး။အဲ့ဒီရွာကအင်ဂျင်200ကျော်တောင်ရှိတာ။နှစ်ဆက်၄အိမ်ကစစ်ကောင်စီကမီးလောင်ဘုံတွေ drone တွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်လို့မီးလောင်ပျက်စီးသွားပြီ။မနေ့ကဖြစ်စင်မှာတော့ပြည်သူလူထုတွေထိခိုက်တာတော့မရှိပါဘူးစစ်ကောင်စီက drone နဲ့ဘုံကျဲလို့အင်ကိုမီးလောင်သွားတာ အဲ့ဒါနဲ့ကျွန်တော်တို့လည်းတရင်ရပြီးတဲ့နောက်ပိုင်းမှာတခြားအိမ်တွေကိုမီးထပ်ပြီးတော့ကူးဆက်တာမျိုးမဖြစ်ရအောင်ကျွန်တော်တို့တပ်ဖွဲ့ကပဲစွန့်စွန့်ဆန်းဆန်းနဲ့တွားပြီးတော့မှမီးငိမ့်တက်ခဲ့တာလို့ပေါ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL တပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကရှင်းပြထားပါတယ် အကြမ်းမဆက်တက်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ထီဆောင်ကျေးရွာဟာအင်ဂျင်200ကျော်ရှိပြီးတော့အကြမ်းမဆက်တက်ကနေ့စဉ်နေ့တိုင်းလိုလိုဒရုန်းတွေနဲ့ဘုံကျဲချင်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်ကျေးရွာနေပြည်သူများကထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်24လုံးဟာလည်းထိခိုက်ပြီးတော့မီးလောင်ပျက်စီးဆုံးရှုံးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။